အားလုံးပဲမင်္ဂလာပါ International Break ပွဲစဉ်တွေအပြီးစနေနေ့ညမှာကစားမဲ့ Premier League ပွဲစဉ်တွေတဲမှာမှအားဒါကျွန်တော်ပေါ့လေမြန်မာစံတော်ချိန်၈နာရီခွဲမှာကစားမဲ့ Manchester City အသင်းနဲ့ Everton အသင်းတို့ရဲ့ပွဲစဉ်ကလည်းရှိတယ်ဆိုတော့ဒီပွဲစဉ်ကတော့ City ကအိမ်ခွဲမှာပဲတစ်ဖက်က Everton အသင်းကိုလက်ခံကစားသွားမှာလည်းဖြစ်တယ်ဆိုပရမသောတာ CD အသင်းတွတ်တော့အင်ခွဲမှာရမပြေရအောင်ဂျိုးပန်းရမယ်ပွဲစဉ်တပွဲလည်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ CD ကပေါ့လေဒါကျွန်တော်တို့တကယ်လို့ဒါ Everton ကိုအနိုင်ရခဲ့ရင်ဒါကျွန်တော်တို့ဇာတ်ထိတ်ဆုံးက အာဆင်နယ်အသင်းနဲ့ရမတ်တူသွားမဲ့အနေအထားအာကျွန်တော်တို့ပေါ့လေယာယီပေါ့လေအစဉ်စရာထိတ်ဆုံးထိရောက်သွားမဲ့အနေအထားကြောင့်မို့လို့အာကျွန်တော်တို့ဖက်ခွာရီယိုလာကအင်ကွင်းမှာရမတ်ပြည့်ရအောင်ဂျိုးပန်းလာမဲ့ပွဲစဉ်တစ်ပွဲလို့ယူဆတယ်။ဟောအထူးသဖြင့်တော့ဒါဒီယာဒီအစောပိုင်းမှာမန်ချက်စတာစီးတီးတင်က struggle ဖြစ်တဲ့ပွဲစဉ်တချို့ရှိခဲ့တယ်။ဒါပေမဲ့လို့ဒီနောက်ပိုင်းမှာတော့ကျွန်တော်နောက်ဆုံးပြိုင်ပွဲစဉ်၅ပွဲမှာလုံးဝရှုံးပွဲမတွေ့တော့ဘဲနဲ့နှစ်ပွဲတည်ကြပြီး၃ပွဲနိုင်ထားတယ်။ဆိုတော့ စီးတွေတဲ့ခါရန်ဖောင်ရောကစားသမားခြေစွမ်းရပါအသိအသာတိုးတက်လာတဲ့အခြေအနေမှာရှိတယ်ဆိုတော့ဒါပဲကြောင့်ဒီရာဒီမှာစီးတွေတဲ့တိုက်စစ်ကစားသမားဖြစ်တဲ့အလန်ဟာလန်ကကိုးပါဝင်ပတ်သက်မှု၉ချိန်တိရှိပြီးတော့မှ twin goal ၇ goal တိ twin ယူထားပြီးတော့ဗောလေကျွန်တော်တို့ဒီရာဒီမှာလည်းဒါကျွန်တော်တို့ golden boot အတွက်တိုက်စုံးမှာပြင်းနေတဲ့ကစားသမားလည်းဖြစ်တဲ့ဆိုတော့တော်တော်လေးကို financial ဘိုင်း clinical ကြာလာတဲ့တိုက်စစ်အဖြစ်တိုက်စစ်ကစားသမားဖြစ်ကျွန်တော်တို့မြင်ရတဲ့အနေအထားလည်းဖြစ်တယ် မန်ချက်စတာစီးတီးသင်းနဲ့တဖက်ကအေဗာနန်အသင်းနဲ့ထိပ်တိုက်တွဲဆုံမှု16ချိန်ရှိပြီးတော့မှစီးတီးသင်းကပဲ14ချိန်တိတိအနိုင်ရပြီးတော့မှ3ချိန်ကတော့တည်ရကျထားတယ်ဒီအချိန်နေအပြင်တော့စီးတီးကိုတဖက်ကအေဗာနန်အသင်းရှင်ကစားဖို့ရတော်တော်ခက်ခဲမဲ့အနေထားထိပ်တိုက်တွဲဆုံမှုတွေရလို့ကျွန်တော်တို့ပြောရမယ့်အနေထားဖြစ်တဲ့အေဗာနန်အတွက်တော့စီးတီးအိမ်ကွဲမှာအမြင့်ဆုံးအနေနဲ့တည်ရမှတ်ပေါ်လေးဒါတမတ်အတွက်ဒါမျှော်လင့်စရာရှိတဲ့အနေထားလည်းဖြစ်တယ် ။ဘာကြောင့်လဲဆိုတော့လက်ရှိ Everton တင်းရဲ့ current form ကတော်တော်လေးကိုအဆောက်တောင်းဖြစ်နေတယ် striker ဖြစ်နေတဲ့အနေအထားလည်းဖြစ်တယ်။ဆိုတော့နောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာ9ပွဲ2ပွဲပဲရထားပြီးတော့မှ2ပွဲတည်ကြပြီ2ပွဲရှုံးထားတယ်။ဒါကျွန်တော်တို့ international break မတိုင်ခင်ကတော့ Crystal Palace ကို2-1နဲ့အနိုင်ရထားတဲ့အခြေအနေလည်းဖြစ်တယ်။ဒီအစီအမံတော့ဒါကျွန်တော်တို့ဒီပေါ်လေး David Moyes ရဲ့ Everton တင်းက အာကျွန်တော်အထူးသဖြင့်တော့ဒါ CD တင်းကအငားခေါ်ထားတဲ့ Jack Grealish ကတော့တော်တော်လေးကိုဂိုးပါဝင်ပတ်သက်မှုနှုံအားကောင်းနေတယ်တကယ်ခြေစွမ်းပြနေတဲ့ကစားသမားတယောက်ဖြစ်မြင်တယ်ဒါပေမဲ့လို့နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာဒါ Everton အသေးအတိုက်စစ်က၄ဂိုးပဲရထားတဲ့အခြေအနေကြောင့်မလို့တိုက်စစ်ကတော့တော်တော်လေးကိုအားနေနေတဲ့အနေအထားတစ်ခုလို့မြင်တယ်ဒါခန်းစစ်ကတော့ဂိုးတွေတောက်လျှောက်ပေးနေရတဲ့အနေအထားဖြစ်တယ် မန်ချက်စတာစီးတီးရဲ့အတိုက်စစ်ကနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာ၁၁ဂိုးရီရှာဖွေထားနိုင်ပြီးတော့မှဒါကျွန်တော်ဖောင်းအောင်ကောင်းဆုံးပုံစံတရက်မှာရှိနေတယ်။တဖက်ကအေဗာဒန်တင်ကတော့ဒီရစီပရီးမီးယားလိခုနှစ်ပွဲကစားထားတယ်။၃ပွဲနိုင်တဲ့၂ပွဲတေချပြီး၂ပွဲရှုံးထားတယ်။ရမတ်၁၁မှတ်နဲ့အဆင့်၈နေရာမှာရှိနေတယ်ဆိုပေမဲ့လို့ကျွန်တော်အဆင့်၃ကအက်စတွန်ဗီလာအတင်းနဲ့နမပဲကွာဟားတဲ့အနေထားကြောင့်မို့လို့ CD အတင်းကိုသာအရင်နေခဲ့ရင်ဒီပေါ်လေ Everton အတင်းအနေနဲ့ကျွန်တော်အစင်စရာရဲ့အစင် 30အောက်ကိုဆင်းပေးရမယ့်အနေအထားဖြစ်တယ်။တစ်ဖက်က CD သင်ကတော့ဒီရာစီပရီးမီးယားလိခေါ်တဲ့ပွဲကစားထားတယ်။၄ပွဲနိုင်တဲ့ကျွန်တော်တို့တပွဲတည်ကြပြီးတော့၂ပွဲရှုံးထားတယ်။ကျွန်တော်တို့ပေါ်လေးဒါရမတ်အာကျွန်တော်တို့73မှတ်နဲ့အစင်စရာရဲ့အစင်9နေရာမှာရှိတယ်ဆိုပေမဲ့လို့ဒါစရာထိတ်ဆုံးကအာဆင်နယ်တင်းတဲ့တောင်မှ3မှတ်ပဲကွာဟတဲ့အနေအထားကြောင့်မို့လို့ CD ကကျွန်တော်တို့ပေါ်လေးစနေနေ့ညမှာကစားမယ်ပရီးမီးယားလိပွဲစဉ်ရှင်းမှာတော့ အင်ခွင်းမှာပဲနိုင်ပွဲယူပြီးတော့မှရမပြည့်ယူသွားမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ယူဆတယ်အနည်းဆုံးအတွင်းကို2ဂိုးလောက်ထိသွေးယူသွားမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ထင်တယ်ပေါ့လေဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်